34 26အလှပရက်အမြင့်ကငါးပေချောင်းဒီရွယ်မှာစိတ်ကစားလူပဲဖြစ်ဖြစ်ဟိုဘာ boyfriend မလည်းမခံဘူးတငယ်ချင်းတွေကထားခဲ့လဲသူထားလို့မရဘူးအကျွန်မအဲ့လိုပဲပုံပုံလေးလေးပြောထားတယ်မြို့ပုံစားပုံတွေကကျွန်မတို့ကမကန့်ကွက်ဘူးအာတမိကြိုက်တယ်လို့ဝင်ကြိုးတလုံးဝင်မလားလှလှပပလေးဝင်မလားကြိုက်တယ်လို့ဝင်ဘာလို့ဆိုကိုခန္ဓာကိုကိုလှအောင်စင်တာကိစ္စမရှိဘူးတွေ့တာရီရင်းနေမြို့ချဟိုတရွယ် လှုပ်ရင်သိရမလားဟိုရင်ခုန်တဲ့ရွယ်လေးတွေလीเนาะတစုံခုကြောင့်လွဲလွဲချော်ချော်တွေမဖြစ်စေချင်ဘူးပေါ့เนาะကွေရမလေးဆိုတော့လေဆယ်ကျော်သက်ဆိုတာကဒါစိတ်ကစားတဲ့အရွယ်လေးဖြစ်နိုင်တယ်ဟိုတိရွယ်လှုပ်ရင်တိရမလားဟိုရင်ခုန်တဲ့ရွယ်လေးတွေလीเนาะဆိုတော့ကျမတို့ကတော့အများတန်းကိုကလေးတွေရဲ့ဟိုအပြုအမူ အာအကုန်လုံးအစားအစာရရအောင် check လုပ်နေရတယ်။ဘာလို့ဆိုတော့လမ်းမဟိုတစုံတိဟိုတစ်ခုကြောင့်အလွဲလွဲချော်ချော်တွေမဖြစ်စေချင်ဘူးပေါ့နော်။အဆုံးမရတဲ့ဒါမျိုးဆိုတော့ဟို blue ball ဖြစ်ဖြစ်ဟိုကိုယ်ကလေးကိုကိုမျက်စိအောက်ကပေါ့မျက်စိအောက်ဆိုတာကဖုန်းတွေရောကွန်ပျူတာတွေရောအကုန်လုံးပေါ့။အာစာကလည်းလို့ဒီတငယ်ချင်းနဲ့ဆက်ပြီးလို့ရှင်တော့ပြောလို့ရတယ်။စာလုံးကြီးတော့ဟိုတူရောသမီးလေးဆိုတော့လေအမားလေးတွေမဖြစ်မခံနိုင်တာပါရှင်ဟုတ်ကဲ့။ 34336အလှပအရက်အမြင့်က9ပေ6ကြွကြွရွရွလမ်းတွေရှောင်းအဲကျမကတော့သူ့ကိုပြောပြီးသားဟိုဒီရွယ်မှာစိတ်ကစားလူပဲဖြစ်ဖြစ်ဟိုဘာ boyfriend မလည်းမခံဘူးအဲ့လိုမျိုးပေါ့နော်အတင်းတင်းကြပ်ကြပ်ပဲဒီကိစ္စနဲ့ပတ်သက်ရင်တော့ကျမတင်းတင်းကြပ်ကြပ်ပဲအာသမီးအရန်ငယ်သေးတယ်ဒါတွေကလုံးဝမဖြစ်နိုင်ဘူးဥမာတန်ငယ်ချင်းတွေကထားခဲ့လေ သူထားလို့မရဘူးအဲကျမအဲ့လိုပဲဟိုပုံပုံလေးလေးပြောထားတယ်မိဘပေါ့နော်အရန်လဲတင်းကျက်တယ်အဲဒါပေမဲ့အဲ့လိုဝက်ပုံစားပုံတွေကြာကျမတို့ကမကန့်ကွက်ဘူးအာတမိကြိုက်တယ်လို့ဝေကျိုးတလုံးဝေမလားလတ်လတ်ပတ်ပတ်လေးဝေမလားကြိုက်တယ်လို့ဝေဘာလို့ဆိုကိုခန္ဓာကိုကိုလှအောင်စင်တာကိစ္စမရှိဘူးအဲ့ဒီလိုမျိုးစိတ်ကစားတဲ့ဟာကိုကြာတော့ကျမတို့ကခွင့်မပြုဘူးပေါ့နော်အဲ့အဲ့ဒီလိုမျိုးလေးတော့အုတ်ချုပ်ပါတယ်ရှင့်တမိရောပဲရွယ်မှာရာသာထားပါလို့ဆိုတာအာဝေရမှာပေါ့နော်ဝေရမှာပေါ့ ပွင့်ရတဲ့ခါကျတော့ဘယ်ဟာမားတယ်ဘယ်ဟာမန်းတယ်သူစဉ်းစားဆုံးဖြတ်တတ်သွားပြီလေနော်ကျမတို့ကတော့ဒီလမ်းကြောင်းအမန်းနဲ့ရှောက်ပါဒီလမ်းကြောင်းမားတယ်ရှောက်ပါဆိုတာဒါသူအသက်ရွယ်လေးငယ်သေးတာမို့လို့ထိန်ချောင်းနေရတာပါရှင်ဟုတ်ကဲ့ဟွာမားပြောမီလက်မလုံးအဲ့လိုမျိုးတွေမလုံးတော့ဘူးတဲ့အဲ့လိုမျိုးတငယ်ချင်းထားတော့မှကျမမရဘူးတင်းတင်းကြပ်ကြပ်ပဲဟုတ်လားယောက်ျားလေးတငယ်ချင်းရောလက်မခံဘူးလားမဟုတ်ဘူးတငယ်ချင်းညတော့ရတယ်အဲ့လိုမျိုး လေဟော့ပွိုင်းဖြစ်အောင်ချုပ်ဖို့အဖုံဖုံပေးပါ little chef ဖြစ်တဲ့တတလို့အာဟာရပြည့်ဝတဲ့ကျူဟော့ပွိုင်းအာမီဟာကိုဗစ်တော့ဆေးအိမ်မှာပဲနေရနေလေမီမီရဲ့မိဘရဲ့ ရခင်းချက်တာလေးတင်ပြီးတော့ကိုကိုခင်းချက်ကြည့်လမ်းမှာတွေ့ခဲ့ရင်ပေါ့နော်အာတမီလေးကျောင်းဝတ်တဏီလေးချက်တက်သွားတယ်တမီလေးကျောင်းဟိုဟာလေးကြာစဟင်းကားလေးချက်တက်သွားတယ်တမီလေး post ကိုကြည့်ပြီးတော့အုန်းနှုတ်ခေါက်ဆွဲလေးချက်တက်သွားဒါမျိုးလေးကြည့်ချင်းအားဖြင့်ကျမတို့ပျော်တယ်ဒီလားထားတလေကြာရင်တော့လေလူရီယာဟင်းချက်တက်တာတော့မှန်တယ်ဒါပေမဲ့တခါတလေဟိုစီပြက်ဟင်းလေးချက်တက်ချင်းတက်ချက်တက်မယ်ပေါ့နော်ဒါပေမဲ့တခါတလေမဟုတ်ဘဝင်းကမချက်တက်တာအရောအုန်းနှုတ်ခေါက်ဆွဲမချက်တက်တာအရော အာရခိုင်မုတ်တီမချက်တက်သေးတာတို့သိရမလားအဲအဲ့ဒီလိုမျိုးလေးမချက်တက်တာလေးတွေကိုတမီ post လေးတွေကိုတွေ့ပြီးတော့အလွယ်နည်းပေါ့အလွယ်နည်းလေးချက်တက်သွားတယ်ပေါ့ကျမတို့ရဲ့ professional တော့မဟုတ်ဘူးဒါပေမဲ့ကျမတို့ကလေဟိုကိုနီကိုဟန်လေးနဲ့အလွယ်နည်းလေးပေါ့ဟိုချက်တာပေါ့နော်ဟိုဘသူ့ကိုမှချက်ပြတာတော့မဟုတ်ဘူးဒါပေမဲ့ကိုကကိုချက်တာပေါ့ချက်ပြီးလှူကြတယ်ချက်ပြီးတော့ဟိုပြောမလဲဟိုတစုံတယောက် အာကိုရီချက်တာကိုစားလိုက်ရတယ်ဗိုက်ပြေသွားတယ်သူတို့ပျော်ရွှင်သွားတယ်ဒါမျိုးကိုကျမတို့ကဟိုလှုပ်ချင်တဲ့ဟိုဘယ်လိုသမီးလေးကိုတင်ပေးချင်တာကွာလက်ဆင်ကမ်းပေးချင်တာဟိုဒီလိုမျိုးအလှလှုပ်ရရင်ဘယ်လိုမျိုးပီတိဖြစ်ရတယ်ဒါမျိုးတွေအကုန်လုံးကိုကျမတို့ကနောက်မျိုးဆက်လေးတွေကိုလက်ဆင်ကမ်းပေးချင်တာအာဒါပေမဲ့ကျမတို့လှုပ်လိုက်တဲ့အပြုမူလေးအကြောင်းဒီလိုမျိုးပေါ့နော်သမီးလေး post လေးတွေကိုကြည့်ပြီးတော့ဒါလေးတွေချက်တက်လာတယ်လို့ပြောရင်ကျမလေးတကယ်ကိုပီတိဖြစ်မိရဲ့ဒီလားဟိုကျမတို့ကလေးဟို ါကြောက်မှတော့မဟုတ်ဘူးဒါပေမဲ့ကျမတို့ကြောက်အဲ့လိုမျိုးလေးအဲတစုံတစ်ယောက်ကပျော်ရွှင်သွားတယ်တက်သွားတယ်ဆိုရင်ကျမအရန်ကိုဝမ်းသာပါတယ်ရှင်ဟုတ်ကဲ့ You joy it did ော့လူရဲ့စိတ်ကနူးညံ့နေတတိဆန်လေးတွေကိုချစ်တဲ့ဆိုရင်လူရဲ့စိတ်ကနူးညံ့နေဒါမျိုးကြောင့်ကျမလေးတို့တတိဆန်လေးတွေငငယ်လေးတွေကဟိုပုတ်ခိုင်းနေအိမ်မမွေးတယ်သူတို့တွေရဲ့စိတ်ထားလေးနူးညံ့ပြီးချစ်တက်လာအောင်ပေါ့နော်အာလူဆိုတာမျိုးကဟိုကိုကိုတန်းလည်းကိုကိုကိုလည်းချစ်ရမယ်ကိုပဝင်းကျင်မှလည်းအကျိုးပြုတဲ့လူသားဖြစ်အောင်မြဲကျမတို့ဆုံးမတွင်တင်ဖြစ်ပါတယ်ရှင့်ဟုတ်ကဲ့အဲဂီတဆိုလဲအဲ့လိုပဲသူတို့ ဟိုပြောပြောလဲညံရီထဲမှာဟိုဂီတလေးတွေပိုင်ပျော်ရင်လဲเนาะဂီတနားထောင်နေအဲ့ဒီလိုမျိုးလေးတော့ဆုံးမပြီးတော့ဂီတဆိုလည်းသူတို့နားထောင်ဖြစ်ပါတယ်တင်ဖြစ်တယ်ပေါ့ဟုတ်ကဲ့ပြီးရင်လူလည်းကောင်းကောင်းတီးတက်တယ်မိမြန်မာတချင်းနေအင်္ဂလိပ်တချင်းနေနှစ်ခုစလုံးတည်ရဲ့ဟာလာဟိုစီးပွားရေးအနေနဲ့လှုပ်ဖို့သူကဝါသနာဘောသူမကြိုက်ဘူးအဲသူကဝါသနာပါမယ် relax ထိုင်းလုပ်မယ်အဲ့လိုမျိုးအနေနဲ့ပဲသူဒီ music တွေပေါ့နော်အတီးတာတို့ပါလို့လုပ်မယ်အဲ့လိုပြောတာဟုတ်တယ်မလားတကယ်တကယ် လုံးမယ်ဆိုပြီးတော့စဉ်းစားထားတာရှိလားရှိလားတဲ့တကယ်လုံးမယ်ဆိုပြီးစဉ်းစားထားတာမရှိဘူးဒါပေမဲ့မိလိုင်းယူမယ်ဆိုရင်ဟိုဆရာဝန်ဆရာဝန်လုံးပါပညာတော့လေဟိုမတော်ရင်တော့စူးစမ်းရင်တော်တယ်လေနော်ဆိုတော့ဘယ်ရမဆိုဟိုဖြစ်ချင်နေဆိုရင်တော့စူးစမ်းရင်တကယ်ဖြစ်ကြပါတယ်ဟိုသမီးလေးကလည်းဒီလိုမျိုးဆရာဝန်ဖြစ်ချင်နေဆိုရင်ကျမတို့ဘက်ကတော့အနောက်ကနေပြီးတော့ပတ်ပိုးရမှာပေါ့ဟုတ်ကဲ့